ယောက်ျားလေးအတွက်အချီးအကျံမေးစီးပြန်နေပြီးတော့ဆုမြတ်ကပြန်လေးစူစူလိုက်ပါတယ်။အဲ့တော့ဆုမြတ်ဒီဘက်ပြောပြမယ်လို့မယ်အကြောင်းအရာဘာလဲဆိုလို့ရှိရင်ရေရှည်လက်တွဲမြင်းနိုင်မဲ့အတွဲတွေမှာရှိတဲ့လက္ခဏာ၅ချက်ကိုဆုမြတ်ထုတ်ပြီးတော့ပြောပြပေးသားမှာဖြစ်ပါတယ်။ဒီအခုပဝင်းချင်းမှာဆိုလို့ရှိရင်တချို့ကြတော့ဟိုစိတ်ကစားပြီးတော့ခဏခဏကြီးစားရများမျိုးရှိရယ်ခဏခဏဟိုတွတ်တွတ်လိုက်ပြလိုက်ဖြစ်နေရမျိုးရှိရယ်ပေါ့နော်။တချို့ကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟို မမတကယ်ကိုအဲ့လိုမျိုးဘာလို့လဲလူမများခြင်းနည်းနဲ့ကို on off ဖြစ်နေတဲ့ဟာမျိုးတွေလည်းရှိရဲ့ဒီလူမျိုးတွေကလည်းကိုကဒီ relationship တစ်ခုမှာဘာတွေလူမျိုးလက်တွဲမြဲဖို့ဘာတွေများလိုနေရလဲဆိုပြီးတော့ပြန်ပြီးတော့ဆန်းစစ်လို့ရအောင်လို့ဆုမြက်ကနေပြီးတော့ဒီ topic လေးကို season light တာဖြစ်ပါတယ်အဲ့တော့စလိုက်ကြပါကျော်ကြီးတယောက် Friday night တွေကိုထူကြော်လာဖို့ဘောရာတစ်တွေလိုနေပြီထင်တယ်ရတယ်အစ်စ် Yumi ရဲ့မှာကို့အတန်လေးနဲ့ hello လိုက်ရုံပဲလीအ ံးသားခြင်းချိတ်ဆက်စုနံပါတ်၁ချက်နံပါတ်၁ချက်ကဘာလဲဆိုရှင်တော့ communication ကောင်းရမယ်ပေါ့နော်ဒါကဟိုလုံးဝအသက်ကြီးရဲ့ဟိုနှဆုံးသွဲတွေကိုလိုက်ပြီးတော့သူတို့မေးထားကြရပေါ့နော်မေးထားကြသူတို့ကဘာပြောလဲဆိုရှင်ဒီ communication ကောင်းမှုကအဓိကကြရလို့သူတို့ကပြောကြပါတယ်ဘာလို့လဲဆိုတော့ဒီအချက်ကအရိုးရှင်ဆုံးနဲ့တကယ်ကိုအရေးပါတဲ့ key အချက်လည်းဖြစ်တယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်နားလည်ဖို့မစူးစမ်းကြဘဲနဲ့ရှေ့ဆက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်မျိုးတယောက်အကြောင်းကိုတယောက်ကိုအဲတယောက်အကြောင်းကိုတယောက်ဟို ကိုယ်စိတ်ထဲမှာရှိတဲ့ဟာကိုပုံပုံလင်းလင်းပြောပြမယ်ဟိုဘယ်လိုပြောဟိုကြိတ်ပြီးတော့ခံစားနိုင်မျိုးမရှိဘူးတယောက်ချောင်းကိုတယောက်အနားလည်အောင်ကြိုးစားကြမယ်ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့တကယ်ဟိုရင်းနှီးခံစားချက်တွေကိုပုံပုံလင်းလင်းနဲ့ပြောပြမယ်ယူသားမှုရှိမယ်ဆိုလို့ရှိရင်အကွန်မြူနီကေးရှင်းကောင်းတာပဲဒီမျိုးကွန်မြူနီကေးရှင်းကောင်းတယ်ဆိုလို့ရှိရင်လည်းဒီအတွဲကမြင်နိုင်တယ်လို့ပြောကြရတယ် ပြီးတော့နောက်တစ်ခုကကြာဟို communication လုပ်တယ်ဆိုတော့လဲလုပ်တယ်ဆိုပြီးတော့ပေါ့နော်ဟိုထမင်းစားပြီလားရေတောက်ပြီလားဒီလိုမျိုးစကားလေးပြောရလားမဟုတ်ဘဲနဲ့တကယ်ဟိုတယောက်နဲ့တယောက်တကယ်ကိုယ့်အကြောင်းသူ့အကြောင်းသိရအတွင်းကြက်ကြက်တခြား communicate လုပ်တာမျိုးကိုပြောရပါတော့เนาะအဲ့တော့ဒီလိုမျိုးလေးအဲလုံကြည့်ပါတယောက်ကြောင့်ကိုတယောက်နားလဲတာပြီးပြီးတော့ရိုးသားမှုလည်းရှိရယ်ပုံမှန်လည်းရှိရယ်ဆိုလို့ရှိရင်တော့ဒီ relationship ကပို့ပြီးတော့ငင်းနိုင်ပါပါ နံပါတ်2ချက်နံပါတ်2ချက်ပါလဲဆိုလို့ရှင်တော့ရန်ဖြစ်တာနေရာတွေကနေပြီးတော့သူကသင်ခန်းစာယူကြရယ်ပေါ့နော်။ဒီမျိုးရန်လုံးဝမဖြစ်ရန်လုံးဝမဖြစ်ရဘူးရန်လုံးဝမဖြစ်မှဒီ perfect ဖြစ်တယ်ဆိုတာမျိုးမဟုတ်မှားရယ်ပေါ့နော်။ရန်ဖြစ်တာကောင်းတယ်။အဲဆိုတော့ရန်ဖြစ်တယ်ဆိုတာဒီ relationship မှာအချင်းချင်းပြဿနာတွေရှိနေတဲ့အတွက်ကြောင့်မလို့ဒီမျိုးရန်ဖြစ်ပြီးတော့ဖြေရှင်းရတာပေါ့။ဒါမှန်ငယ်ဆိုရန်ဖြစ်တယ်ဆိုတာဒါဖြေရှင်းနည်းတစ်မျိုးပဲပေါ့နော်။ဒီမျိုးရန်ဖြစ်တဲ့အခါမှာလည်းတကူတတိပေးနေတာပေါ့။တယောက်နဲ့တယောက်အတင်းကိုဟိုအပြစ်တင်စကားတွေမပြောဘူးပေါ့နော်။မပြောဘဲနဲ့ဟိုတကယ် ပြတတနာရဲ့အရင်းမြစ်ကိုရှာပြီးတော့နှစ်ယောက်တူတူ brainstorm လုပ်ပြီးတော့အဲတေချာကောင်းပြုပြင်တာမျိုးဆိုလို့ရှိရင်တော့ဒီ relationship ကိုပို့ပြီးတော့ grow ဖြစ်စေနိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အဲတွဲပြီးတော့နှစ်လသုံးလလောက်မှရန်ဖြစ်တာနဲ့ကြာပြီးတော့ကြာလာတဲ့ relationship နှစ်နှစ်သုံးနှစ်တစ်နှစ်လောက်မှရန်ဖြစ်တဲ့ဟာမျိုးကမတူတော့ဘူးနော်ဘာလို့လဲဆိုတော့ relationship ကဖြစ်ပြီးနဲ့ grow ဖြစ်လာတယ်ပြီးတော့တယောက်ကြောင်းဒီမျိုးရန်ဖြစ်ချင်းရဘယ်လိုလဲဆိုလို့ရှိရင်တယောက်ကြောင်းကိုတယောက်ပို့ပြီးတော့ တိလာပြီးတော့နားလေဟိုမတူညီတဲ့ချက်တွေကိုပို့ပြီးတော့ပေါ့နော်တိလာပြီးတော့ပို့ပြီးတော့လက်ခံလာနိုင်တယ်လို့ဒီလိုမျိုးပြောကြရပေါ့နော်အဲ့တော့ရန်ဖြစ်တာကောင်းပါတယ်ရန်ဖြစ်တာဟာနေပြီးတော့သင်ခန်းစာလေးယူပြီးတော့အဲကိုယ့်ရဲ့အချစ်ကို grow ဖြစ်အောင်လုပ်ဖို့ဆုမြတ်ပြောချင်ပါတယ်နံပါတ်3ချက်နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်တော့တယောက်ကိုတယောက်မြင့်တင်ပြရပါတော့။ဒါကတကယ်ဟိုတကယ် powerful couple တွေမှာတွေ့ရတဲ့အချက်ပေါ့နော်။သူတို့ကကြတော့ဟိုတယောက်ဒီမျိုး relationship သူတို့နှစ်ယောက် relationship အဆင်ပြေမှာမဟုတ်ဘူးပေါ့တယောက်ဘဝမှာတယောက်အောင်မြင်မှုရအောင်လို့အချင်းချင်းကိုသူက support လုပ်ပေးကြတာပေါ့နော်အဲ support လုပ်ပေးရဆိုရလဲဟိုငွေနဲ့ like မှာတို့အဲ့လိုပြောတာမဟုတ်ဘူးပေါ့နော်ကိုကဒီလိုမျိုးဟိုသူ့နှစ်သိမ့်စကားပြောရပြီးအကြံဉာဏ်ပေးရဖြစ်ဖြစ်သူ့ကို like ပြော emotionally support လုပ်ပေးရမျိုးဆိုလို့ရှင်လေဒါသူ့ကိုသူ့အောင်မြင်စေဖို့ကိုကပံ့ပိုးပေးရမျိုးပဲပေါ့နော်ကိုရဲ့အဲချစ်သူကိုအဲဂရုစိုက်မှာကျင်နာပြမှာမဟုတ်ဘဲနဲ့လူမျိုးသူ့ရဲ့အောင်မြင်ဖို့ပေါ့နော်အောင်မြင်မှုတက်လန်းကိုလည်း ကိုက support လုပ်ပေးရမျိုးဆိုလို့ရှိရင်လည်းဒါကအရန်ကိုဟိုဘယ်လိုပြောတကယ် powerful အရန်ဖြစ်တဲ့ couple တွေပေါ့နော်ဒီမျိုးလုံးကြတဲ့လည်းလုံးကြတာပေါ့နော်အရန်ကိုပြီးတော့ဒီမျိုးရထားရဆိုလို့ရှိရင်လည်းဒါအရန်ကံကောင်းတယ်အဲ့တော့ဆုမြပြောပြလူမျိုးပဲတယောက်ကိုတယောက်အရန်ကို support လုပ်ကြတဲ့အတွေ့အကြုံလေးရှိရပေါ့နော်ဒါပေမဲ့တချို့အတွေ့အကြုံလည်းအော် support လုပ်ပေးရမှန်းတယ်သူက support လုပ်ပေးကြတာဒါပေမဲ့ကိုယ့်ရဲ့ဟို main အမျိုးသမီးဒါကိုယ့်ရဲ့ရီစာဒါမှမဟုတ်ကိုယ့်ရဲ့ဟိုပေါ့အဲ့ပေါ့ရီစာပေါ့ကိုယ့်ရီစာနေပြီးတော့ အောင်မြင်အရင်အောင်မြင်သွားတဲ့ခါကြလို့ရှင်သူတို့ကဘာဖြစ်လာလဲဆိုဟိုနဲ့ insecure ဖြစ်လာစိတ်မလုံခြုံတာမျိုးဖြစ်လာတယ်။တချို့ကြလည်းမနာလိုဖြစ်တာမျိုးရှိရပေါ့နော်။အဲတချို့ဟိုအများဆုံးကတော့စိတ်မလုံခြုံတာညညာကြရပေါ့နော်။ဘာလို့ဆိုတော့သူတို့ကအရင်အောင်မြင်သွားရဆိုလို့ရှင်ငေါ့အများထားခဲ့မလား။ဒါမှမဟုတ်ဟိုတခုအများဟိုပြောင်းလဲသွားမလားပေါ့။ဒါမျိုးတွေစဉ်းစားမိပြီးတော့သူတို့ကနေပြီးတော့ ဟိုအဲ့လိုမျိုးအဲ့လိုမျိုးစဉ်းစားမိပြီးတော့သူကလည်းတစ်ဖြည်းဖြည်းနဲ့အောင်မြင်မှုကိုမပတ်မှုတော့ဘောနော်အောင်မြင်မှုကိုဆွဲချတဲ့တာမျိုးရှိရပေါ့နော်ဒီလိုမျိုးဆိုရင်တော့ဒါ very danger 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 relationship ပေါ့နော် dangerous relationship ပေါ့ဒါမျိုးဆိုလို့ရှိရင်တော့ဒါအရင် toxic ဖြစ်တယ်ဒီလိုမျိုးဖြစ်တဲ့အဲကပယ်လေးရှိရပါတော့သူများဆုံးမှာပြောသလိုမျိုးဟိုတကယ်ကို support လုပ်တဲ့ powerful ကပယ်လေးရှိရဒီလိုမျိုးအဲလိုမျိုး powerful ဖြစ်နေရင်ရနေမှာအဲလိုမျိုးစိတ်တွေများလာပြီးရော insecure ဖြစ်လာပြီးရောလုံးတဲ့တိုင်းမျိုးတွေလည်းရှိရအဲ့တော့ဒါမျိုးလေးကိုတော့သတိထားစေချင်ပါတယ် နံပါတ်၄ချက်နံပါတ်၄ချက်ကဘာလဲဆိုရင်တော့အဲဖောက်ပြန်မှုပြီးတော့တခြားလူတယောက်ကိုအစားထိုးကို မတွေးတော့မျိုးပေါ့နော်အဲဒီမျိုး relationship ကြာလာတဲ့အမျှပေါ့နော်ဟိုဘယ်လိုပြောရမလဲဖောက်ပြန်မှုဆိုတာကလည်းတချို့ကြောက်ပေါ့နော် ကောင်လေးချောချောလေးတွေ့တော့ကောင်မလေးချောချောလေးတွေ့လို့ပေါ့နော်ငန်းလိုက်တာမျိုးရှိရဲ့အဲ့တော့ဆောင်းမဆင်းမြပြောသူမဲ့ဒီလိုမျိုးတွဲမလားဆိုရင်တော့မတွဲဘူးပြီးတော့ဒီသူကဒီ relation ကိုယ့်ရဲ့ဒီတကယ်ဖြစ်နေတဲ့ relationship မှာပဲသူကတားရရဲပေါ့နော်ပြီးတော့အနာကက်မှာသူတို့အနာကက်ကြောင့်စဉ်းစားတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီလူပဲမပြောင်းမြဲနေပါနေရမျိုးဒီလူကိုပဲမြဲထည့်ပြီးစဉ်းစားတတ်တာမျိုးဆိုလို့ရှိရင်လည်းဒါကကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့ဒီလူနဲ့ပဲလက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သဘောမျိုးကိုတက်ရောက်တယ် ပြီးတော့ရှင်ရင်လည်းရန်ဖြစ်တဲ့အခါမျိုးမှာစိတ်ညစ်ဆိုင်ကြုံလာတဲ့အခါမှာလည်းသူကနေပြီးတော့ဒီ relationship ကိုအဆုံးသတ်ပြီးတခြားလူတောင်နဲ့တွဲမယ်ဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားရမျိုးမလုပ်မိရမျိုးပေါ့နော်။ညီမစဉ်းစားမိရမျိုးဆိုရှင်လည်းဒါလက်တွဲမြင်နိုင်နေပေါ့နော်။ဒါဆိုဆိုတော့ကိုကနေပြီးတော့ဒီလူတယောက်ကိုပြောင်းဖို့မစဉ်းစားဘူး။အဲဒီပြဿနာကိုပြဿနာတက်တယ်ဆိုလို့ရှင်ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲ။အဲဘယ်လိုမျိုးပြေလည်အောင်လုပ်ကြမလဲဆိုတာကိုပဲစဉ်းစားတယ်။တခြားလူတယောက်ကိုပြောင်းဖို့မစဉ်းစားဘူးဆိုလို့ရှင်လည်းဒီအတွဲကအဲရေရှည်လက်တွဲဖို့မြင်နိုင်ပါတယ်။နံပါတ်5ချက် နောက်ဆုံးချက်ကဘာလဲဆိုလို့ရှိရင်တော့ရောင်ရဲမှုရှိတာပေါ့နော်ဒီအခုခေတ်ကြီးမှာဆိုလို့ရှိရင်ဒီ social media ခေတ်ကြီးမှာဆိုလို့ရှိရင်အကုန်လုံးကမျိုး Facebook မှာဆိုလို့ရှိရင်သူတို့ရဲ့ relationship ဒါဘယ်လိုမျိုးပြည့်စုံပါလဲဘယ်လိုမျိုးပျော်စရာကောင်းနေပြီးလို့ရှိရင်သူတို့ရဲ့ဟိုအိမ်နေကားရေဒါမှမဟုတ်သူတို့အမြဲပျော်ရွှင်ပြီးတော့ခရီးတွေထွက်နေတာပေါ့နော်ဒီမျိုး account account ဖြစ်တဲ့ဟာတွေပဲသူတို့ကဟိုတင်နေကြရပေါ့နော်ဒီလိုမျိုးတင်နေတဲ့ဟာတွေကိုကိုကနေပြီးတော့ ဟိုအားကြပြီးတော့ကိုယ့်ရဲ့ရည်စားကိုတွားပြီးအပူတိုက်တာမျိုးဒါမျိုးမလုပ်ဘဲနဲ့ကိုယ့်ရဲ့နှစ်ယောက်ဆုံးရဲ့ဖြစ်တည်မှုကိုအချင်းချင်းရောင်ရဲမှုရှိရဲပြီးတော့ဘယ် relationship မှာမပြည့်စုံဘူးပေါ့နော်ဟို ဟိုဒီလိုမျိုး internet ပေါ်တင်ထားရဆိုရလေသူတို့ကသူတို့ရေပြည့်စုံနေလို့ထင်တဲ့ဟာတွေကိုပဲသူတို့ကပြထားတာလေတကယ်တမ်းမှာကျတော့နောက်ပိုင်းမှာကျတော့မပြည့်စုံတာတွေအများကြီးရှိရဲဒါတွေကိုလည်းလက်ခံထားမယ်ပြီးတော့နှစ်ယောက်သားအဲ့လိုမျိုးအချင်းချင်းရောင်းရဲမှုရှိရဲဥပမာဆိုရှင်တချို့ကောင်မလေးဆိုရှင်ဟိုတခြားကောင်လေးတွေကပေါ့နော်ဟိုအမြဲတမ်းဟိုလက်ဆောင်တွေပန်းစီတွေပေးနေနေရာကမပေးဘူးလားတော့ကမပေးရဘူးလို့မပေးရလဲဆိုပြီးလိုချင်နေရာမျိုးတွေဒါမျိုးတွေဆိုရှင်လည်းနောက်ပိုင်းကျလို့ရှင်ရန်ဖြစ်နိုင်တယ်ပြီးတော့ရှင်ဒါကတကယ်လည်းမကောင်းဘူးပေါ့နော် ်ဒီမျိုးအချင်းချင်းကျင်းနေမှုမရှိဘူးရောင်ရဲမှုမရှိဘူးဆိုလို့ရှိရင်ရှေ့ဆက်သွားဖို့မဖြစ်နိုင်ဘူးဒီမျိုးတယောက်ပြတယောက်ရှိနေအောင်တည်တယ်တယောက်တယောက်တို့တယောက်ရှိနေအောင်ပဲကျင်းနေတယ်ပြီးတော့တယောက်ရဲ့မပြည့်စုံမှုတွေကိုလည်းလက်ခံထားလဲထားတယ်အချင်းချင်းကျင်းနေကြရဆိုလို့ရှိရင်လည်းဒီအတွဲကတကယ်ကိုရင်းကျက်ပြီးတော့လက်တွဲမြင်နိုင်တဲ့အတွဲဖြစ်ပါတယ် ဲ့တော့ဒီဒီဘက်ဆုနဲ့ပြပြသွားတဲ့အကြောင်းအရာဘာလဲဆိုလို့ရှိရင်ရေရှည်လက်တွဲရင်မြဲနိုင်မဲ့အတွဲတွေမှာရှိတဲ့လက္ခဏာရဲ့၅ချက်ကိုပြပြပေးသွားဖြစ်ပါတယ်အဲ့တော့ဒီကြည့်နေသူတွေမှာပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေမှာလူမျိုးအမြဲရန်တကြက်ကြက်ဖြစ်နေတဲ့သူတွေဒါမှမဟုတ်ဒီလက်ရှိ relationship မှာပေါ့နော်မပျော်နိုင်ဖြစ်နေတဲ့သူတွေပေါ့နော်ဒါမျိုးအကြံဉာဏ်ကောင်းလေးလိုနေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးအောက်မှာ mention ခေါ်ပေးသွားပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လုပ်ပေးပါအောင်လို့ပြောချင်ပါတယ်ယူမီနှလုံးသားချင်းချိတ်ဆက်ဆို